ဂျပန်ကျောင်းဂိုဒင်းမုတ်ဆိုရိုဂယ်ရက်စ်ကိုခွေယူပေးဖို့ယူနိုက်တက်ကိုတောင်းဆိုလိုက်တဲ့အမော်ရင်အားလုံးပဲမင်္ဂလာပါ။ F-Football ဇွန်ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ Transport သတင်းတောင်ကရေဖော်ပြချက်အရကတော့ Manchester United အသင်းရဲ့နေပြဖြစ်သူ Ruben Amorim ကတော့ဂျပန်ဟောင်းဖြစ်တဲ့ Sporting Lisbon တိုက်စစ်မှု Victor Rogeres ကိုအသင်းစီခွေယူပေးဖို့တောင်းဆိုလိုက်တယ်လို့သိရပါရစေ။အသက်26နှစ်အရွယ်ဆီရင်တိုက်စစ်မှု Victor Rogeres ကတော့နေရာဒီမှာ Portuguese Club Sporting Lisbon အသင်းအတွက်ပြိုင်ပွဲဆုံး52ပွဲကစား53ဂိုးသွင်းယူပြီး12ဂိုးဖန်တီးပေးထားနိုင်ခဲ့တာပါ။ဒါကအတော်ကြီးကိုကောင်းတဲ့ဂိုးသွင်းဆောင်ရည်ပါ။ United ကနေရာဒီမှာတိုက် က်စစ်ပိုင်းကသတင်းကိုရရှိဖို့ရုန်းကန်နေခဲ့ရတာကြောင့်လာမယ့်ရင်ယာစီအပြောင်းရွှေ့မှာဒိုက်စင်မူကောင်တူဦးကိုခေါ်ယူဖို့လိုအပ်နေခဲ့တာပါ။ယူရတာကတန်ဆင်းသွားတဲ့အစ်စစ်တောင်းတဲ့ဒိုက်စင်မူလျင်ဒီလက်နဲ့လည်းဆွေးနွေးမှုတွေပြုလုပ်လို့နေပါရီ။တပတ်မှလည်းအမော်ရင်ကဂိုးသင်းဘုတ်ဆိုးပြတဲ့တပည့်ကျော်ရိုဂယ်ရက်စ်ကိုခေါ်ယူပေးဖို့တောင်းဆိုလိုက်တာပါ။ရိုဂယ်ရက်စ်ကတော့ဥရောပရဲ့ဒိုက်စင်မူတွေထဲမှာဂိုးသင်းအများဆုံးဒိုက်စင်မူတူလည်းဖြစ်ပါရီ။ယူရတာရဲ့ဒိုက်စစ်ကိုဦးဆောင်နေတဲ့ဒိမ်းမဲ့ဒိုက်စင်မူဝက်စ်မန်ဝိုင်လန်ကတရာသီလုံးသွင်းကိုဆယ်ဂိုးပဲသွင်းယူနိုင်ခဲ့ပြီးမြေဆွေဒန်ဒိုက်စင်မူရိုဂယ်ရက်စ်ကတော့53ဂိုးထိသွင်းယူနိုင်ခဲ့တာပါ။ယူရတာအနေနဲ့ဆူပလာတွေကိုပြန်လည်စင်ကုန်နိုင်မှုဆိုရင်တော့ရိုဂယ်ရက်စ်လိုမျိုးအရေးသွင်းမင်းဒိုက်စင်မူ ူဦးပေါ်အမန်တကယ်လိုအပ်နေခဲ့တာပါစပော်တင်လစ်စဘွန်ကတော့သူတို့သင်းရဲ့ကျယ်ဝင်းတိုက်စစ်မှုကိုပြောင်းရွှေ့ခြင်းပေါင်း58တန်းလောက်ရရင်ရောင်းချသွားမယ်လို့သတင်းတွေကဖော်ပြထားပါတယ်ဒီနေ့ဒီဇင်ဘာကတော့ဒီလောက်ပါပဲနောက်ဆုံးရ United နဲ့ Battle of Amsa သတင်းတွေပြောင်းရွှေ့သတင်းတွေစိတ်ဝင်စားဖွယ်ရအကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာမလို့ page ကို like and follow လုပ်ပြီး video လေးကိုလည်း share ပေးကြပါဦးလို့ပြောရင်နေကုန်းချောက်လိုက်ရပါတယ်